မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။ဘဝဆိုဒီမှာကဏ္ဍလေးမှာနှုတ်ခွန်းဆက်သားလိုက်ပါရစေ။ဒီစီစဉ်ကိုဆ iam လိုက်မှတင်ဆက်ပေးထားတာဖြစ်ပါရစေ။မင်္ဂလာပါ။ကျမတို့လူဘဝခရီးတစ်ခုကို ရှောက်လှမ်းကြရတဲ့အခါမှာလမ်းအမျိုးမျိုးတွေ့ကြရမှာဖြစ်ပါရစေ။တချို့ကလမ်းကျယ်၊တချို့ကကျဉ်းတဲ့လမ်း၊လမ်းကဖြောင်းဖြောင်း၊လမ်းကကောက်ကောက်အနစ်အမြစ်စသဖြင့်အမျိုးမျိုးရှိပါတယ်။ လမ်းဆိုတဲ့အတိတ်ပဲကနေရာတစ်ခုကနေအချမ်းနေရာတစ်ခုကို ရောက်အောင် ပို့ပေးနိုင်တဲ့ခရီးတစ်ခုအရာတစ်ခုဖြစ်ပါတယ်။လမ်းမရှိဘူးဆိုရင်ကျမတို့ဘယ်ကူမှ မရောက်နိုင်ပါဘူး။ဒီနေ့ကကျမတို့ကိုဒီပောက်တန်းမှာနိုင်ရစ်တစ်ခုပေါ်လာတဲ့အခါမှာလာခေါ်ပါတယ်။ အဲ့ခါမှာကျမတို့ကအိမ်ကနေပြီးတော့တက္ကစီလေးစီးပြီးတော့အဲ့ဒီလှိုင်းတရားမှာတန်းတပင်ဖက်ကိုကျမတို့ကကလန်းကြီးကကောင်းပါတယ်သွားကြတယ်။သွားရင်းနဲ့အဲ့ဒီတန်းတပင်ပောက်တန်းကြီးရတဲ့ကိုဝင်တဲ့အခါမှာလမ်းကြီးကနည်းနည်းလေးကျဉ်းလာတယ်။အမေမဲမောင်းလို့ရသေးတယ်သူမောင်းပြီးတော့လမ်းကျင်းထဲနဲ့ဝင်တဲ့အခါမှာအဲနောက်တနေ့ရရောက်တဲ့အခါမှာအဲလမ်းကမောင်းလို့မရတော့ဘူးမြင်းကြီးလမ်းလေးလူသားလမ်းလေး တွေ့ရပါတယ်။အဲ့ခါမှာကျွန်တော်တို့ဆင်းပြီးတော့လမ်းလျှောက်တဲ့အခါမှာမိုးရွာရွာထားတဲ့အတွက်ကြောင့်အဲ့ဒီမှာဘွက်ဒီအများကြီးချက်နေတယ်။အဲ့မှာကျွန်မကဒီနာရီသွားမဲ့အိမ်ကခလန်းလက်မှမြင်နေရတယ်။ဒါပေမဲ့ကျွန်မကဒီလမ်းကိုဘယ်လိုလျှောက်ရမလဲဆိုအရင်ဆိုရင်မီးမတွားရင်လည်းမရောက်ဘူး။ဒါကြောင့်ကျွန်မစူးစမ်းပြီးတော့ဘေးကတရက်ကိုကင်ပြီးတော့ကျွန်မတို့သွားတယ်။ ဒါပေမဲ့လမ်းကကျင်းတဲ့အခါမှာသူ့ကိုလည်းကင်လို့မရဘူးဖွတ်တော်ထဲမှာကျမကချော်မလဲအောင်တတိထားပြီးတော့ဟိုသွားခဲ့ရပါတယ်နောက်ဆုံးတော့လူရခီးကိုရောက်ခဲ့ပါတယ်ဒီနေ့လမ်းနေအမျိုးမျိုးရှိကြပါတယ်ဒီအထက်မှာဒီလမ်းနေကိုရွေးချယ်တဲ့အခါမှာကျမတို့ကဒီ ဒီလမ်းကဘလို့လမ်းလဲဒီလမ်းကကောင်းလားဒီလမ်းကဆူးတွေရှိရဲ့လမ်းလားဆိုတာအဲကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်။တမာကျန်းစာထဲမှာကတော့လမ်းနှစ်သွဲအကြောင်းကိုပြောပြထားပါတယ်။မသက်ခရမီခန်းကြီးခနစ်အငယ်73 74မှာဂျင်းတော်ကားကိုဝင်ကြလောတစီချင်းတို့ရောက်တော့လမ်းနှစ်တကားသည်ခြေဝန်းသည်ဖြစ်၍ဝင်တော်သူတို့သည်များကြ၏ ီကျဲတဲ့လမ်းကဘလို့လမ်းလဲဆိုလို့ရှိရင်ရံပဲအဲဒီပျက်စီးခြင်းတွေရှိတယ်အဲကိုယ့်ရဲ့စိတ်တဘောအတိုင်းနေနိုင်တယ်တခိုးတွေလူဆိုးတွေအမျိုးမျိုးပေါ့နော်ဇာရိတပျက်စီးတဲ့လူတွေစိတ်ကြိုက်ပျော်ပါပြီးတော့နေပြီးနောက်ဆုံးမှာဒီချင်းငရဲလမ်းအဆုံးဖြစ်ပါတယ်ဒါကြောင့်ဒါပေမဲ့လူတွေကအဲ့ရင်တကားဝလမ်းကို အမြဲတမ်းသွားကြပါတယ်တဲ့နောက်တစ်လမ်းကတော့အသက်ရှင်ခြင်းတို့ ရောက်တော့လမ်းနှစ်တကားဒီ အလွန်ချင်းမြောင်းသည်ဖြစ်၍တွေ့ဝင်သောသူတို့သည်နည်းကြ၏ဆိုလိုတဲ့အတိတ်ဘက်ကအဲ့ဒီလမ်းလေးကတော့ချင်းတဲ့အတွက်ကြောင့်လူတွေကတိတ်မဝင်ကြဘူးအာချင်းချင်းတက်ချက်ကိုမချက်ကြဘူးဒါပေမဲ့သူ့ရဲ့လမ်းဆုံးကသူ့ရဲ့လမ်းကတော့အသက်ရှင်ခြင်းအောင်မြင်ခြင်းဆိုတဲ့အတိတ်ဘက်ကို ဖော်ပြထားတာတွေ့ရပါတယ်ဒီကနေ့ကျမတို့ဘယ်လိုလမ်းတွေကို ကျမတို့ရှောက်နေကြသလဲဒီကနေ့ကျမတို့ရှောက်တဲ့လမ်းကတကယ်ပဲ ကိုရင်းချဲတဲ့လမ်းကိုပေါ့နော်ကျမတို့လျှောက်တဲ့အခါမှာကောင်းကောင်းမွန်မွန်လမ်းဆုံးမှာအောင်မြင်ခြင်းရှိလားအခက်ခဲတွေရှိလားဒါတွေကိုကျမတို့ကဘလို့ပဲဖြစ်ဖြစ်ကျမတို့လျှောက်နိုင်ဖို့လိုအပ်ပါတယ်ခုနကကျမကဒီရှင်ဘွက်လမ်းကိုကျမမလျှောက်ချင်ပါဘူးအတကယ်ပဲခက်ခဲတယ်ဒါပေမဲ့လေကျမတို့ကလျှောက်မှသာလေ နောက်ဆုံးပေါ့နော်ကျမတို့နှစ်သိမ့်ချင်းပေးဖို့သွားတဲ့အိမ်ကိုကျမတို့ရောက်ရှိမှာဖြစ်ပါတယ်ကျမတို့ကဘလို့လမ်းကိုကြိုက်လဲဆိုလို့ရှိရင်ကိုယ်တဘောနဲ့ကိုဟိုတကယ်ပဲလွယ်လွယ်ကူကူတကယ်လဲချုံမွတ်တဲ့လမ်းဖြောင့်ဖြူးတဲ့လမ်းကိုကျမတို့ကြိုက်ပါတယ် ဒါပေမဲ့ကျမတို့ဘဝခရီးကိုလျှောက်သွားတဲ့အခါမှာအဲဒီလိုဖြောင့်ချူတဲ့လမ်းနေရှိခြင်းမှရှိမယ်။ခုနပြောသလိုဟိုကြောက်တွေရှိရဲ့လမ်းရှိမယ်။အကွေ့အကောက်အနစ်အမြင့်ဘာလို့ကြောက်ခဲရှိရဲ့လမ်းနေရှိမယ်အမျိုးမျိုးရှိပါတယ်။ဒါပေမဲ့လည်းကျမတို့ကတော့ကိုယ့်ရဲ့ပန်းတိုင်ကို ရောက်ဖို့အတွက်ဘလို့ဖြစ်ဖြစ်ကျမတို့ရှောက်ကြရမှာဖြစ်ပါတယ်။လမ်းကို ကျမတို့မရှောက်ဘူးမသွားဘူးဆိုလို့ရှိရင်တော့ကျမတို့လူရခီးကိုရောက်နိုင်မှာမဟုတ်ပါဘူး။နောက်တစ်ချက်ကတော့ကျမတို့မတိတဲ့ကျမတို့မရောက်ဘူးတဲ့နေရာတနေရာကို သွားမယ်ဆိုလို့ရှိရင်ကျမတို့မှာလမ်းကိုတည်တဲ့လမ်းပြရှင်တို့အပ်ပါတယ်။တခါကျမနာဂတ်တောင်တန်းကိုခရီးတစ်ခုပြုပါတယ်ပထမဆုံး ရန်ကုန်ကနေပြီးတော့ဒီမြစ်ချင်းများကိုကျွန်မက လေရင်ခရီးနဲ့သွားပါတယ်။နေချောင်းလမ်းကနေပြီးတော့အဆင်ပြေပါတယ်။အာရန်ပဲကောင်းပါတယ်။ဆိုမြစ်ချင်းများကိုရောက်တဲ့အခါမှာကျွန်မကတနိုင်းကိုကျွန်မကကားလမ်းခရီးနဲ့ကျွန်မသွားရပါတယ်။တနိုင်းကိုရောက်တဲ့အခါမှာတနိုင်းကနေပြီးတော့အဲ့ဒီနာကကျွန်မတို့တင်တန်းပြုလို့မဲ့နန်းယွန်းမြို့ဘက်ကိုသွားမဲ့နေရာမှာအဲကားလမ်းက အရန်ချင်းတဲ့အခါမှာကျွန်တော်တို့ site ကပဲအဲစီရမှာဖြစ်ပါတယ်။ဒါကြောင့်ကျမကိုလာခေါ်တဲ့အဲဆရာရဲ့နောက်လူငယ်လေးရဲ့ကျမတို့၃ယောက် site နဲ့မနစ်ကနေပြီးကျမတို့ခရီးပြုခဲ့တယ်။ခရီးပြုလမ်းကြီးမှာသွားရတဲ့အခါမှာအမျိုးမျိုးသောလမ်းတွေရှိတဲ့ရေအေးတင့်တင့်လေးတွေမှာမောင်းရတာလဲကျမတို့တွေ့ရတယ်။နောက်တစ်ခါလမ်းတွေကအကွက်အကောက် တောင်ပေါ်ကိုကျမတို့တက်ရတယ်အဲတောင်အောက်ကိုဆင်းရတယ်ပြီးတောင်ကိုကြွေးရတယ်ဒီလိုဖြတ်ရရှောင်းနေတဲ့တနေကိုမောင်းတဲ့အခါမှာကျမတို့ဒီရောက်ခါနေပေါ့နော်ညနေဆောင်နေရောက်လာတယ်အဲဒီအချိန်မှာတော်လန်းလေးတစ်ခုပေါ့ကျမတို့ဟိုအရှိမကျမတို့အဲမြင်ရတဲ့နေရာကကြောက်တစ်ခုရှိတယ်ဆိုရင်ကျမကအေး နေရာကိုဘယ်လိုဖြတ်ရမလဲစဉ်းစားတဲ့အခါမှာကျိုးတဒါလေးရှိပါတယ်။ကျိုးတို့ရောက်တဲ့အခါမှာကျမကဆရာကိုပြောတယ်။ဆရာအဲ့ဒီကျိုးတဒါကိုဘယ်လိုကူးကြမလဲ။ပြီးတော့စိုက်ကန်နဲ့ကူးရင်လည်းဟိုပေတိတ်တော့မဝေးပါဘူးဟိုပေတရားနီးပါးလောက်ပဲရှိတယ်ဒီလမ်းလျှောက်ရင်လည်းရပါတယ်ဒါပေမဲ့ဆရာကသူစဉ်းကြံပြီးတော့အဲဒီစိုက်ကန်မောင်းတဲ့လူငယ်လေးနဲ့ဆရာမနဲ့တွားကြပါ အဲဒီမှာကအရန်ကြောက်တယ်အဲ့ခါမှာမျက်လုံးကိုမှေးပြီးတော့ဆံမလိုက်သွားဆိုပြီးမျက်လုံးကိုကျမမှေးပြီးတော့စိုက်ကံမောင်းတဲ့လူငယ်လေးကိုဖြည်းဖြည်းဖြည်းမောင်းပါလို့ပြောတယ်အဲ့ဒီမှာကကျမကြားဘူးတလောက်အဲ့ဒီလမ်းကမောင်းဖို့မကျွမ်းဘူးဆိုလို့ရှိရင်ကျမတို့အဲ့ဒီကြောက်သေးကို ကြတ်သွားနိုင်ပါတယ် အဲ့ခါမှာကျမဆုလက်တောင်းတယ်ဆိုရင်သူ့ကိုခါကိုသူချပင်းဖက်ထားပြီးတော့အဲ့လူငယ်လေးမောင်းသွားတဲ့နောက်ခဏလေးကြာတော့ဆရာမရောက်ပါပြီလက်ဖြုတ်လို့ရပါပြီပြောတယ်ကဟုတ်လားဆိုကျမလည်းဝန်သားသာကျေးဇူးတော်ပဲလို့အဲ့ချိန်မှာဆရာအနောက်ကဆရာကတော့သူကဖြည်းဖြည်းလေးနဲ့အဲ့လမ်းလျှောက်ပြီးတော့လာတာတွေ့ရပါတယ်ဒီလိုကျိုးတတားလေးလမ်းကိုရောက်ပြီးတဲ့နောက်ပိုင်းမှာကျမတို့မြတ်တော်ပေါ့နော်လူသွားလမ်းလေးရှိတယ် အဲ့လူသားလမ်းလေးရတဲ့ကျော်ရဆိုင်ကလေးမောင်းပြီးတဲ့သွားတဲ့အခါမှာအဲ့ညနေဆောင်တဲ့အခါမှာကျမတို့တင်တန်းပင်ပနေရကိုရောက်သွားပါတယ်ဆိုလိုခြင်းတဲ့အတိတ်ကဒီလိုမျိုးခက်ခဲတဲ့အဲ့ကြမ်းတမ်းတဲ့အဲလမ်းကိုကျမကရှောက်မသွားဘူးဆိုလို့ရှိရင်ကျမကအဲ့လိုရခီးကြီးကိုရောက်မှာမဟုတ်ပါဘူးဒီနေ့တမားကျန်းစာထဲမှာလဲဖျားသခင်ကဘဝခီးကြီးကိုရှောက်သွားတဲ့အခါလမ်းပြရှင် ်အခရစ်တော်ယေရှုဖျားကိုစေလွှတ်ခဲ့ပါတယ်ခရစ်တော်ယေရှုဖျားကဗာပြောလဲဆိုလို့ရှိရင်ငါသည်လမ်းခေးဖြစ်၏ရှင်ဟန်ခွင်ခန်းကြီး14အငယ်6မှာငါအားဖြင့်ငါလမ်းကိုသွားပါငါကမင်းတို့ကတာဝန်ခံတယ်ငါအားဖြင့်သာလေတကယ်ပဲကောင်းကင်ဘုံအဖတ်ခမည်းတော်စီကိုရောက်နိုင်မယ်ဆိုတဲ့အကြောင်းလေးကိုပြောတဲ့အခါမှာကျမတို့ကဒီသူပြောထားတဲ့လမ်းကိုကျမတို့ရှောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့ ူရဲ့လမ်းကအရန်ကြမ်းတမ်းပါတယ်မလျှော့မှုပါဘူးအဲသူရဲ့လမ်းကတကယ်ပဲကျမတို့လူသားတွေကိုချစ်တယ်သူကအသေးခံရမယ်ကားတိုင်းလမ်းကိုသူလျှောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုဖျားသခင်ကလည်းခွန်အားပေးပါတယ်ဒီလမ်းကို तू ကလည်း တကယ်ပဲရှောက်တော့မရှောက်ချင်ဘူးပေါ့နော်။ဒါပေမဲ့လူသားအလုံးတွေကဲတင်ရရဖို့ဒါပေမဲ့ဖျားသခင်ရဲ့တောင်းကင်နိုင်ငံတော်ရောက်ဖို့အတွက်ဒီလမ်းကို သူရှောက်ရမှာဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ကရှောက်တဲ့လမ်းအာကျမတို့ကောင်းကင်နိုင်ငံကိုပို့တဲ့လမ်းဖြစ်တယ်ခက်ခဲတယ်ကြမ်းတမ်းတယ်ဒါပေမဲ့သူကအမှတ်ခံတယ်ဒီအပင်ငရဲကလွတ်မြောက်ဖို့ အပင်ငရဲကိုလမ်းကိုသူကကြုံလွန်အောင်မြင်နိုင်တဲ့တပါသိချင်းကိုအောင်မြင်တဲ့တပါခရစ်တော်လမ်းပဲရှိတဲ့အတွက်ကြောင့်ကျမတို့သူ့လမ်းကိုရှောက်ဖို့အတွက်ကျမတို့ခရစ်တော်ဖျားကိုလက်ခံရမှာဖြစ်ပါတယ်ဓမ္မတချင်းလေးတပုတ်မှာကားတိုင်လမ်းဖြင့်သာအိမ်တို့ပြန်ရောက်နိုင်တယ်ဒီပြင်အခြားလမ်းမရှိဒီနေ့ကျမတို့ဒီတခြားလမ်းတွေကပျက်စီးခြင်းကိုရောက်တဲ့လမ်း ငရဲကိုပို့တဲ့လမ်းဆုံးဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ကခရစ်တော်ကိုအားကိုးပြီးတော့သွားမယ်။သူကအာမခံတယ်။မစိုးရိမ်ပါနဲ့။ခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာကျမတို့သူ့ကိုအားကိုးမယ်ဆိုရင် သူ့အားဖြင့်ကျမတို့ကကောင်းတဲ့နေရာ၊ကောင်းတဲ့ခရီးအောင်မြင်ခြင်းကိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ကျမတို့လူသားတွေကလေလောကမှာနေတဲ့အခါမှာကိုယ့်ရဲ့လမ်းတွေဘောနော်အခုနပြောသလိုတချို့ကလည်းလမ်း မတိပဲနဲ့တဝဲလဲလဲနဲ့နဲ့လမ်းပြောက်နေတဲ့လူတွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်ဒီကနေ့ကျင်းတဲ့လမ်းကအသက်ရှင်ခြင်းလမ်းဖြစ်တယ်။ကောင်းတဲ့လမ်းကျမတို့အတွက်အောင်မြင်ခြင်းထောင်ရအသက်လမ်းဖြစ်ပါတယ်။ဒီကနေ့လူများစွာကတော့ဒီထောင်ရအသက်လမ်းကိုမတိပဲနဲ့လောကရဲ့လမ်းဒီနည်းအဖြစ်ဒီစုံစမ်းခြင်းစာဓာတ်မှန်တဲ့ရဲ့လမ်းကို ကျမတို့ရှောက်နေကြတယ်လူငယ်တွေဆိုလို့ရှိရင်ဗာလဲမိမိတို့ရဲ့ဘဝမှာဒီမူရစ်ဆေးဝါးတွေနဲ့သူတို့ရဲ့ပျော်ပါဖို့အတွက်ဘောနောသူတို့တွေဒီကအဲ့ဒီလမ်းကိုရွေးကြတယ်တချို့ကလည်းစီးပွားရေးထဲမှာပဲပျော်ပျော်ပါပါနဲ့တောက်စားမှုရစ်ပြီးတော့အဲ့ဒီမှာပဲသူတို့ပျော်ပါကြတယ်အဲကြောင့်ဒီကနေ့ကျမတို့ကလမ်းကိုရွေးချယ်တဲ့အခါမှာကျမတို့ကျင်းတဲ့လမ်းဖြစ်တဲ့ ေထာဝရအသက်လမ်းကို ကျမတို့ရွေးဖို့လိုပါတယ်ခရစ်တော်ဘုရားကငါဒီလမ်းခေးဖြစ်တယ်တမန်တရားဖြစ်တယ်အသက်လည်းဖြစ်တယ်ငါ့ကိုအမိမပြုတ်ဘူးဆိုရင်ခမည်းတော်ထံကိုမရောက်ရဘူးဒီကနေ့ဆလိုတဲ့အတိတ်ပဲကခရစ်တော်ဘုရားကို အမိပြုမယ်ခရစ်တော်ဘုရားကိုရဲ့လမ်းကိုကျမတို့လျှောက်တဲ့အခါမှာဘလို့ပဲခက်ခဲကြမ်းတမ်းခြင်းတွေ့ပါစေခရစ်တော်ကအာမခံတဲ့အတွက်ကြောင့်ဒီကနေ့ကျမတို့ ကျင်းတဲ့လမ်းဖြစ်ပေမဲ့လည်းကျမတို့လျှောက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ချစ်တော်ညီကူမောင်နှမအပေါင်းတို့ကျမတို့ဘယ်လမ်းကိုလျှောက်နေပါသလဲ။ကျမတို့အမှောင်လမ်းကျဲတဲ့ပျော်ပါခြင်းလမ်းကိုလျှောက်နေသလား။ဒီကနေ့ကျမတို့တကယ်ပဲတမာတရားနဲ့စည်းကမ်းတစ်ချက်နဲ့သွန်သင်တဲ့လမ်းကို ကျမတို့လျှောက်နေသလား။စဉ်းစားဖို့လိုအပ်ပါတယ်ကျမတို့ဘဝအသက်တမ်းမှာဒီလမ်းချင်းလေးဖြစ်ပေမဲ့ ကျမတို့ကိုဖိမမဲ့သူ ကျမတို့ကိုကူညီမဲ့သူယေရှုခရစ်တော်ရှိတဲ့အတွက်ကြောင့်ယေရှုခရစ်တော်ရဲ့လမ်းကို ကျမတို့လျှောက်ကြပါစို့လို့ခွန်အားပေးခြင်းပါတယ်။ကြာနာရသူအရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ။ thank you ဝါရဖို့မှာထုတ်ဝေတော့ခွန်အားပေးဆောင်ငယ်လေးများကိုအခမဲ့အမာယူဖတ်ရှုနိုင်ပါတယ်။မာယူလိုပါက39ခွန်85 298တက်တို့ဆက်သွယ်မာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။